မင့်မို့ခြံအောင်ဆိုတော့တထေကြီးကမှတ်လားပါဗျာတဲ့ဒီဘဝအတွက်မချိမြောက်ပါနဲ့တပည့်တော်တန်တရားအတွက်ချိမြောက်တော်မူပါဗျာဒီဘဝတဏ္ဍစာလီမငဲ့ပါနဲ့ဗျာတန်တရားခยีဆင်းဆင်းရဲရဲနဲ့ရှောင်ရမှကြောက်လွန်းလို့ဗျာအလှခံတော်မူပါဗျာဆိုအကုန်လောင်းပြီးတော့ဆူတောင်းတယ်လေဘယ်လိုတောင်းလို့ဆိုတော့ ဘုရားတပည့်တော်ဒီဟောဒီဆုံးလူရသောကောင်းမှုကြောင့်ဒီလိုငတ်မခေါင်းပါတဲ့ကတ်မျိုးမကြုံရပါလို့ဤခေါင်းစဉ်မင်္ဂလာပြုတ်ပြီးတော့ကောင်းငင်မော့ကြည့်လက်ခမောင်းခတ်မိသောခါကြည်၂500ရီအကုန်ပြည့်ပါစေသာလူကျင်နာတွေအကုန်တောင်းတောင်းတဲ့စုတွေအကုန်ပြောရင်များမှာဆိုလို့လူရင်းလေးလောက်ကျုပ်ပြောအရှင်မရတို့သိမြင်သောတစ္ဆာလေးပါကိုသိရပါလို့ဤဖျားဆုတောင်း ယေစေကဗုဒ္ဓရှင်မြတ်ကလည်းအစ္စီတံပတ္တိတံတုံဆံခိဗံမေဝဟာသမိစတုဒီစုပေးလိုက်ပြည့်စေဖို့နောက်တထေကတော်ကလည်းထလှူတဝက်လုံးလက်ကပြခုနှစ်ကတိုင်းလျှောက်ဆူတောင်းလိုက်တာကလည်းဒီကံမျိုးမကြုံရပါလို့ဤဖယားတပည့်တော်ထမင်းကိုတလုံးနဲ့လက်ဝဲလက်ဖြင့်ထမင်းကိုကင်လက်ရလက်ဖြင့်ရောင်းမကိုကင်၍ ထမင်းအိုတလုံးနဲ့ဇဘူတွေတကြုံလုံးခူးကျွေးတော့လည်းမကုံတော့ကိုဖြစ်ရပါလို့ဤဖုရားအရှင်မြတ်တို့သိမြင်သောသစ္စာလေးပါးကိုသိရပါလို့ဤဖုရားကိုတယောက်အတွက်မတောင်းဘူးအတ္တဟိတပရဟိတအလုတ်ဒီရှေးတုန်းကတထေကြီးဒီလိုလုတ်တချမ်းသာတာလည်းမပြောနဲ့ကုရဟုတ်ပါဘူးကိုချမ်းသာပြီးရောဟိုဟာတွေဘယ်လိုနေနေလောက်ကြပါနဲ့အဲ့ဒီတိုင်းကြီးဆူတောင်းပုံလေးနောက်ကထေသားလေးကထလှူ ။ဘုရားတပည့်တော်ဟောဒီတဏ္ဍဆာလှူရသောကောင်းမှုကြောင့်တောက်တလုံးနဲ့လည်းမျိုးရိပ်ခါတွေထည့်ပြီးတော့ဇဘူးတွေတစ်ချုံလုံးဇဘာတွေပေးတော်လည်းမကုံသောကိုဖြစ်ရပါလို့ဤဒီကံမျိုးမကြုံရပါလို့ရှင်မြတ်တို့ပြည့်မြင်သောသစ္စာလေးပါးကိုသိရပါလို့ဤဘုရားသူတော်ကဒါအရင်မကဘူးနော်လူရင်းလောက်ချုပ်ပြောနေတာနောက်တထေးချွေးမလေးကလည်းထလှူဖရာတပည့်တော်တလက်စာလှူလာတော့ကောင်းမှုကြောင့် ငတ်မောခေါင်းမတဲ့ကမကြုံရပါလို့ဤလွယ်အိတ်တလုံးနဲ့အစရာတွေနှိုက်နှိုက်ပြီးတော့ဇဘူးတွေတဂျုံလုံးပြေးရမကုန်တော့ကိုဖြစ်ရပါလို့ဤအရှင်မြတ်တို့သိမြင်သောသစ္စာလေးပါးကိုသိရပါလို့ဤဖရာနောက်ကျွံပုံနာကလည်းထလှူတယ်မစားဘူးဖရာတပည့်တော်ဟောဒီတနတ်စာလှူရတော့ကောင်းမှုကြောင့်ဒီကံမျိုးမကြုံရပါလို့ဤထွန်သောတစ်ချောင်းနဲ့ထွက်ပြီးတော့ထွန်တဲ့အချိန်ခါမှာ လက်ဝဲလက်ရသုံးချောင်းစီပွားပြီးတော့ထွန်သွားခုနှစ်ချောင်းရထင်ရပါလို့ဤဖျားဖျားတပိတော်ဒီဟောရီအရှင်သခင်များရဲ့ဖြစ်လျာဘဝဒီတထေးကြီးတွေရဲ့ကျွန်သာဖြစ်ရပါလို့ဤဖျားဟိုင်းမွေးကျင်တဲ့ခွေးပါတဲ့ကျွန်ကကျွန်စုပြန်တောင်းအာဟိုတော့ကတထေးဆိုတော့လေတောင်းမိမှာပေါ့ တပြင်းကျုံနေနှင်းလှုပ်ပေမဲ့သူ့တထေးတွေနဲ့လက်ရည်တပြင်းကြီးထိုင်စားရတောင်းပြီးမှာပေါ့ကျုံပုံနာကခုခေတ်သိမ့်တီပေါက်တဲ့တထေးလောင်ညာဘာကယူဆိုင်လိုက်ဘာကယူဆိုင်လိုက်ဘိုးတော်ကတထေးမျိုးမို့တောင်းတာပေါ့အခုခေတ်သူတို့ဝက်သားကျက်သားချက်စားပြီးချင်းမောင်ဟင်းကပြိကက်နဲ့ချင်းမောင်ဟင်းကပြိချက်နဲ့ဟုတ်တယ်ဗျာငါပြိကက်တာချက် သူတို့ဝက်သားချက်သားတွေချက်စားပြီးတော့ချင်းမောင်ဟင်းကပြချက်နဲ့ကြေးကျွန်တွေပြစ်ထားတဲ့အခုခေတ်ကက်စီနိုတထေးမျိုးဆိုရင်လည်းဘယ်တောင်းလိုက်တကယ့်တထေးတွေမှုန့်လို့တောင်းဆူတောင်းဆူတောင်းကြကြကယူဆိုင်ကြပါဆူတောင်းရေးကြီးပါတယ်ပြေသာကြီးဆူတောင်းရေးမကြည့်ဘူးလားရေးပါဗျာခင်ဗျားတို့ကျုပ်သာသနာပိတ်မှန်ကြီးအတွက်ထောင်ချီပြီးလှူကြတဲ့တရားတော်မတွေဆိုတော့လေတရားနာပြတာဆူတောင်းသတိပေးရပါတယ်တချို့ဆူတောင်းမှားတာလုံး ဖန်တင်တင်ပန်းတင်တင်နိဗ္ဗာန်မပါဘူးချိုးခွားကြီးတွေလေတကြိုးပဲကြိုးနဲ့ဒီလင်ဒီသာဒီမရနဲ့ဒီအဆတောင်းမှတ်ထားအောင်သေးသေးချာချာတချို့ကြတော့လည်းငှက်ဖြစ်တောင်တကိုင်းနေတဲ့ဆင်ဖြစ်တောင်တကျွန်းနေတဲ့တရိษံဖြစ်တောင်သစ်ခဲအတူဝါးခြင်းဘယ်လိုစုတောင်းနေမှလည်းမသိဘူးတချို့ကိုယ်အံလဲကိုယ်မကြဘူးဖွားကြီးတွေနောက်ဆက်တွဲလေးပါသေးဥမကွာကတိုင်းမပြဲဆိုတာ တယ်တဲ့လူကသေးကုန်ပြီဥပါမကွဲကျင်သေးဘူးတောင်းပုံတောင်းပုံတချို့ပြန်တရလွန်တောင်းတဲ့ငံပြရေဖြစ်တောင်းတပလင်းနဲ့နေရပါလို့ဘီဩပေါက်ပေါက်ရှာရှာတောင်းစူတောင်းကယူဆိုင်ကြနော်စူတောင်းမှားတတ်မြင်းဦးလားတရားနာပြိဿရှမ်းဖိုးကြီးတယောက်လေး မဆက်တော်ရဖရသွားဖရဖူးပြီးတော့တကိုးကြီးတဲ့စူတောင်းပြည့်တဲ့ဆိုတော့တောင်းနှလုံးထားရတာပင်ပန်းလုံးလို့ဖရတပည့်တော်ဟောဒီပန်းစီမိဖျောက်နဲ့လှူရသောကောင်းမှုကြောင့်နိဗ္ဗာန်တော့မတောင်းမဲနဲ့ထမ်းလာတဲ့တောင်းနှလုံးဖြင့်ပော့ဗရစေပါဖရာစူတောင်းကုန်ကြည့်တော့သူကတောင်းနှလုံးပော့ပါစေစူတောင်းတော့နောက်ကလူတယောက်ကတောင်းနှလုံးအလစ်သုတ်သွားခိုးသွားပြီမရှိဘူး ဘုရားဆူတောင်းပြီတောင်းနှလုံးထမ်းမလို့လှည့်ကြည့်လိုက်တော့မရှိဟောဗျာအာငါတောင်းနှလုံးမရှိအဲ့ကလေးဟောဒီဘုရားဆူတောင်းပြည့်တယ်ဆိုတာဟုတ်တယ်သူကပေါ့ပါစီတောင်းထားတာကိုဘုရားတကူကြည့်ရင်တော့သခိုးခိုးပေးရအာပါလေဒီဘုရားဆူတောင်းပြည့်တာဟုတ်တယ်လို့ဘုရားချိန်မွန်ပေးမယ်လို့ဆူတောင်းပြည့်တာ လွန်လှကြည့်လားရဲ့လို့အဝလီခုတော့ထန်းစရာမရှိအောင်တောင်းပေါ်တဲ့ဖရားပါလားနော်ပြစ်စည်းကုန်တော့ဖရားပြန်အပြစ်တင်ဆူတောင်းပြည့်တာလွန်လှကြည့်ရဲ့လို့အမလေးလွန်လုံးသနော်နောက်ကပါတယ်တို့ဟဲ့အဲလွန်လုံးသနော်မန်းရွှေဆက်တော်ဆိုတာအဲ့ဒီတုန်းကစပေါ်တာဆူတောင်းဆူတောင်းပြစ်စည်းကုန်လူပန်းနေတော့ဆူတောင်းမှားရဲ့ တာဝေစီတရားနာပြိဿာဆူတောင်းကြောင်လဲကိုတော်လေးတစ်ပါးတော့မြင်းသွားဘူးလေရန်ကုန်မှရန်ကုန်မှကိုတော်လေးတစ်ပါးကကိုတော်လေးတစ်ပါးကငါမားစားရှိကိုမားတော့တော်ပြီတဲ့ဘုန်းကြီးဘုရားနေရတာ လူထွက်တာကောင်းတယ်ပြင်းစရာကောင်းဘနဲ့မိုးလင်းချမ်းချမ်းစည်စည်ဆုံးကံထွက်ဆုံးကံပြန်လာညောင်းညောင်းနဲ့ဆုံးခံရတာလေးသပိတ်လေစီလောက်ပိုက်ရိုက်စား စာဘီစာတက်စာကျက်တရေတမောအိတ်ညစာပြန်မနမိုးလင်းဆုံးကန်ထွဲသွန်စာတပိစေကျော်မောက်စာတက်တရေတမောအိတ်စာကျက်ညစာပြန်မနမိုးလင်းဆုံးကန်ထွဲစင်စားလက်ဆက်သက်တဖုံးကြီးဘွာခြာလဝတ်လေနာတော်ပြီပြင်းနဲ့ထွက်တာကောင်းတယ်ဒါပေမဲ့လို့ရွှေတကုံဖရာဝုတ်ပြုတ်ပြီးမှငါထွက်မယ်ဆိုပြီးတော့ဖရာဝုတ်အပြုတ်သွားတာလူထွက်မယ်နေ့ တက္ကမတယောက်ကလည်းကိုတော်လေးလာတာမမြင်ဘူးဖယားရှိထိုင်ပြီးစူတောင်းဖယားတပည့်တော်ဟောဒီပန်းစီမိဖယောင်းနိုင်လှူဒန်းပြီးတော့ဖယားတပည့်တော်ဒီရှ िख ိုးရတော့ကောက်မှုကြောင့်ဒီဘဝကစပြီးတော့နောက်တော့ခါမှာဖုံးကြီးလူတွေများနဲ့ဖြင့်ဘယ်ဘဝကမှာဘုโจနဲ့ဟောဗျာဘာပါလဲသူစုတောင်းလူထွက်မလို့ဒီကလာတာ တကမနောက်ဘာတွေတောက်အောင်မလဲလို့ထနာထောင်တော့လဲဒါပဲဖယားတပည့်တော်ဒီဟောဒီပန်းစီမီဖျောင်းနိုင်လှူဒန်းပြီးတော့ရှ िख ိုးရတော့ကောက်မှုကြောင့်ဖယားတပည့်တော်ဒီဖုန်ကြီးလူတွေများနဲ့ဖြင့်ဘယ်ဘဝကမာဘဝတောင်ချီလိုက်တကမဒီဖုန်ကြီးလူတွေတဲမုံတော်ပြီကွာထွက်ဘူးဆိုပြီးတော့ရန်ကုန်ကိုတော်လေးတပါမြဲသွားဘူးတဲ့တကမဆူတောင်းကြောင့် အဲ့ဒီလိုစူတောင်းမျိုးတော့လေအတော်သားပြိဿကြီးဒါကြောင့်တရားနာပြိဿကြီးစူတောင်းမှမှကိုဆိုရင်လိုသတိပေးနေပါသည်ကဲဒီလိုနဲ့တထေငါဥတရားနာ ပြိဿလှူတော့ပြည့်စေကဗုဒ္ဓကပြည့်စေလို့စူပေးပြီးပြန်ကြွဒီကလည်းတရာဘလဝကိုကလည်းတရားနာပြိဿကြီးတကုတ်အဋ္ဌိပတ်နဲ့ဆိုတော့ နန္ဒမူလှိုင်ဝကြွသွားလိုက်တာသဘိတ်တလုံးတည်းနဲ့ပြည့်စေကဗုဒ္ဓအရှင်မြတ်900ကိုထုတ်ထုတ်ပြီးကတ်လိုက်တာဖုံးပေးလို့မကုန်နိုင်အောင်ဒါတွေကိုမြင်ရတော့တရားတရားကသိအာကြီးဝမ်းမြောက်ကြတာပေါ့ဒီလိုနဲ့စားစရာ မရှိလို့တရားနာပရိသတ်အိတ်ကြရောပေါ့နောက်အိတ်ရကနိုးတော့တထေးကြီးကမေးဟေးတထေးကတော်ကြီးဘာတော့တော့ ဝင်နေပူလောင်လိုက်တာကွာဆာလိုက်တာစားစရာများမရှိဘူးလားဟောတော့ဒုက္ခပဲသူအတိသားနဲ့နောက်ဆုံးတဏ္ဍစာလေးပြည့်စေကဗုဒ္ဓကျွမ်းလာလို့၅ရောက်စလုံးလှူလိုက်ကြတာဓမင်းအိုးဆေးကြောထားပြီသူအတိသားနဲ့ဟေးတဏ္ဍလေးချင်းတထေကြီးကိုတဏ္ဍလိုက်လေချင်းတထေကြီး မရှိတော့ပါဘူးလို့လည်းငါပါဇက်ကထွက်ရမှကြောက်လိုက်ပါပြီတရားနာပရိသတ်ကြီးစားစရာမရှိတော့ဘူးလို့ပါဇက်ကမထွက်ရဘူးတဲ့မရှိဘူးဆိုတဲ့ဇကားကိုသုံးရမှကြောက်သွားတယ်ကြောက်ဘူးလားပရိသတ်ခမရတို့လည်းနောက်မရှိဘူးဆိုတဲ့ဇကားသုံးရမှကြောက်တော့မလားပရိသတ်ကြောက်ပါဘူးလူလိန်နေရှိရသားနဲ့လိန်လိန်ရော ဘာဖြစ်မရှိဘူးဘာဖြစ်မရှိဘူးမြင်းဝလာတရားနာပြိဿတို့လေတဲ့ဈေးမသွားရသေးလို့တဏ္ဍဆာလောက်ကျက်သွန်လေးငရုပ်လေးချီးပါလို့ဆိုတော့တို့တောင်တဏ္ဍဆာရှာချင်းရမှာဘာဖြစ်ဖြစ်မရှိဘူးပြောတယ်ခင်ဗျားတို့မထာတော်သေးချာမရှိဘူးဆိုတဲ့စကားသုံးရင် လုံးပါပါပြီးတော့ခင်ဗျားတို့မွဲကုန်လိမ့်မယ်ရှိရသားနဲ့မလိန်ကြနဲ့မှန်လားပြိဿကြီးမှန်ပါဗျာ ဇဘူလိုက်နမိတ်ထွန်းနဲ့ကျောင်းနဲ့ဘာမှလို့နမိတ်ထွန်းနဲ့ကျောင်းမြခင်ဗျားတို့ဟိုတုန်းကပြောနေကြလွန်ခဲ့တဲ့နှစ်တွေကဘယ်နဲ့တို့ဈေးပွားရေးဆိုမစားတာပါဘူးကွာခင်ဗျားတို့စကားတွေနဲ့ခင်ဗျားတို့ပဲမစားတာပါဘူးကွာအသောအလုံးတွေပြောပါတယ်တယောက်နဲ့တယောက်တို့လို့နှုတ်ဆက်တာကအစမတူမပဲကလာတော့ကျမဈေးရလာတယ်ငါတူမချမ်းသာပါစေတော်တော်လေးချမ်းသာပါစေတော်ကောင်းမှုလားပြိတ္တာမှန်ပါဗျာမေဖေကလာတော့ဟဲ့ငါတော့လာတယ်ကွာ ချမ်းသာပါစေကွာတကယ်ကြီးလည်းချမ်းသာပါစေကွာကောင်းမလားကောင်းပါရဲ့နောက်တယောက်နဲ့တယောက်တို့ရင်ဘယ်လိုပြောတော့ချမ်းသာပါစေဘယ်လိုပြောမလို့ချမ်းသာပါစေခုတော့ဟောပေါံတယောက်နဲ့တယောက်နှုတ်ဆက်တာကစားမင်းမသေးသေးပဲကိုကွာမသေးလို့တွေ့နေမှပြန်တောင်ကျော်မြောက်ပြောနေအတိတ်ပဲမရှိတဲ့စကားကြီးရှောက်သုံးကြနမိတ်ထုံးနဲ့ကျွန်းတော်တရားနာပြေသာဇဘူရိတ်ဇဘူရိတ် တောင်ကျွန်းဟောမတ်လို့တော့မရိသမြင်းမလားအယူတော်မင်္ဂလာတို့လက်ဖြတ်ဇက်ဖြတ်ရှာဖြတ်အင်မတန်နမိဖရဲပရင့်ရှိအုတ်ဆောင်ကြီးနဲ့အုတ်ထားဘာမှမမြင်ရဘဲနဲ့ဖွင့်မကြည့်ဘဲနဲ့ဘာကောင်းရှိတုံမေးတယ်ဗျခမရတို့ချစ်တို့ဘဲနဲ့လှုပ်ဖြေမလို့ဟိုမှာကြည့်တရားနာပြိသနမိကြည့်လိုက်တော့လမ်းဆင်တွေ့ခဲ့အော်ဆင်တော့အုတ်ဆောင်နဲ့အုတ်နိုင်ဆင်နဲ့တူတာဘာရှိတုံဝက် ဘာကောင်လုံးမေးတာဝက်သားဆိုတော့လည်းကွာကြစီဝက်နဲ့တူတာပါရှိတော့ကြွဲ့အင်းဖြစ်နိုင်တဲ့အုပ်ဆောင်တဲ့ကြွဲ့မှလာပါကြွဲ့ရှိချောင်းပါခရားဟဲ့ပင်းကြီးမြဘုရားကြွဲ့တော့မှန်းနေပြီကွယ်မှလာပါဘယ်နှကောင်ရှိတယ်ဆိုတာရှေ့ဆက်ပြီးစင်မေးတော်မူပါခရားဟဲ့အယူတော်မင်းလားမင်္ဂလာဘယ်နှကောင်တော့ဟဲ့မေးလိုက် လမ်းတွေ့ခဲ့တဲ့ဆင်က၃កောင်တွေ့ခဲ့တော့မှန်လားဗျ၃កောင်ရှိချောင်းပါခရားရေရေကြီးနမိတ်ဖတ်ဖြီကျွက်ကတကောင်နဲ့အုပ်ထားတာ၃កောင်ဆိုတော့ဟာမှန်ပါဖွင့်ချိုပြီးဖွင့်လိုက်တော့ကျွက်မကြီးကအဲ့ဒီထဲတင်ကျွက်ကလေး၂កောင်မွေးနေဟော၃កောင်နမိတ်ထုံးနဲ့ဂျုံးဘာမှလို့ ပြီးတော့ဘရင်ရှိရွှေကုတ်အေးလေးချတာလက်လက်ဆမ်းမကြည့်ဘဲနဲ့အချိန်မလောက်ရှိတုံးမေးအချိန်မလောက်ရှိတုံးမေးတော့လေလမ်းဆင်တင်းကိုကတ်တီဂျိုးနေတာတွေ့ခဲ့တဲ့နမိတ်နဲ့ဖြေချလိုက်တဲ့ကတ်ဂျိုးဆိုတော့မှန်လားပါကိုကြလားရှိကြောင်းပါခရားချိန်ကြီးတရွေးလာမရောဘူးနမိတ်ထုံးနဲ့ဂျွန်းတော့ကောင်းတာလေးတွေကြည်သုံးကြတရားနာပြေသာကောင်းတာလေးတွေကြည်ပြောကြခင်ဗျားတို့ကနမိတ်မရှိတဲ့ဇာတ်ကြီးအလွန်သုံး ဒါကြောင့်တယောက်နဲ့တယောက်တွေ့ရင်ငါတို့မှာချမ်းသာပါစေတော်တော်လေးချမ်းသာပါစေရှင်ကောင်းလားဟဲ့ပါကြီးချမ်းသာပါစေငါတူလေးလည်းချမ်းသာပါစေကွာ ကောင်းမလားကောင်းပါရဲ့ဗျာခွန်ကြီးပြောလို့ချမ်းသာပါစေဆိုပြီးဘိုက်ထဲကသေပါစေဆိုတဲ့စိတ်ကြီးနဲ့လည်းမလုံနဲ့အဲ့ဒါအပေါ်ပဲတရားနာပြိတာတကယ်မေတ္တာစိတ်လေးတွေမွေးလို့မေတ္တာမိုးကြီးရွာရဲ့ဟဲ့တို့တိုင်းပြချမ်းသာတဲ့ဆိုတာမြေကြီးလက်နဲ့ခတ်တာကလွဲလိမ့်မယ်ဟဲ့တခုခုခန်းနေရင် <laughs> ာဒီလိုလက်ထည့်ပြောပါသေးတာမေတ္တာခေါင်းမတဲ့လူတွေဆိုတော့မြေကြီးလက်ခတ်တာကလွယ်လိမ့်မယ်တခုခန်းနေရင်ဆိုတာမထည့်လို့ဖြစ်ကုန်မဖြစ်ဘူးတို့ကြကတိကတ္တကမြေကြီးလက်နဲ့ခတ်တာမလွယ်ဘူးလို့ဘုန်းကြီးကပြောတော့ကွာဆိုပြီးကန်ကျန်းစင်ပေါ်ရိုက်လွယ်မှာပေါ့တခုခန်းနေတာကိုကတိကတ္တဖြစ်မှာဆိုလို့ဒါကြောင့်တရားနာပြိတ္တာကြီးမေတ္တာတရားကိုထားကြစမ်းပါနမိတ်ရှိတဲ့ဇကာကိုသုံးကြစမ်းပါနမိတ်ဆိုတာပြတ်တတ်ကြုံမကွေးသွားတရားဟောမနှစ်က ကားခွေးနှစ်ခါတိုက်တန်ကျိုးရောက်လာတယ်တပည့်တယောက်ကအဖေသေးတယ်တပည့်တယောက်ကအမေကြီးသေးနမိတ်ဘာမှလို့ဒါကြောင့်ခွေးများမတိုက်အောင်ကြည့်မောင်းပါကွာလို့တရဝါတဲ့ခွေးတိုက်တာတော့မကောင်းဘူးလို့ကတတလုတ်တဲ့ခွေးသေးရောကွာမလုံးနဲ့ကွာခွေးတိုက်ကားနာတယ်လို့အင်မတန်ဆိုးတဲ့နမိတ်ကွာလို့ကြုံဘူးလားကြုံဘူးလားတရားနာပြိဿ ဒါကြောင့်တရားနာပရိသတ်ကြီးကောင်းတဲ့စကားကိုယူဝေးသုံးကြဆောင်မှာဟိုမှာမရှိဘူးဆိုတဲ့စကားကိုပြောရမှာတထေကတော်ကြီးကြောက်နေပြီကြောက်ဟုလားပရိသတ်ကြောက်တော့မရှိဘူးမပြောချင်လို့သူလည်းအမြင်မဲ့ကိုင်းထမင်းအိုးလေးငါယူပြမယ်ဆိုပြီးတရားနာပရိသတ်ကြီးထမင်းအိုးလေးပြမယ်ဆိုပြီးမိဖို့တည်းဝင်သွားထမင်းအိုးလေးကအလိုလိုပြည့်ထမင်းနေပြည့်နေတဲ့တရားနာပရိသတ်ဟုတ်တော့ မလီငါစိတ်ထင်လို့လားတရေတွေများကြလို့ထမင်းမြင်လိုက်တော့ငါနေတာကိုဟောတော့တအားပြေးပြီးကြည့်လိုက်တော့ဟဲဟဲတော့ဟောတော့အာသိနေတာထမင်းနေမြင်ရတော့ဟေးထမင်းနေပြည်နေပါဘောလားတထဲကြီးတော့စားရပြီဆိုပြီးတော့လက်ကလေးနှစ်ဖက်နဲ့ထမင်းုံနှခမ်းလေးမပြီးထဲကြီးထဲကြီး ပီတောင်ပီဦးတရောသောဘာနဲ့ဝမ်းသာလုံးလို့အသေးကြီးတောင်ပီဦးသေးကြီးတဲ့တော်သေးခွေးကြီးများထွက်သွားဒုက္ခမာတာစကားကသေးကြီးသေးကြီးဆိုပြီးတော့ဟဲ့ဘာလို့မင်းပြပြတတ်တာခေါ်တာဘယ်လိုဖြစ်လာတာတော့ဘယ်လိုဖြစ်ရမလို့တော့ဒီမှာလေကျုပ်ကထမင်းအိုးဆေးကြောပြီးတော့ထားတဲ့ကိစ္စအဲ့ဒါမရှိဘူးမပြောချင်လို့ထမင်းအိုးပြမလို့ဝင်သွားတာအခုထမင်းနဲ့ပြင်နေပြီတထဲကြီးရဲ့အေးဟာ ဒါဖြင့်တို့ပြုတဲ့ကုသိုလ်ဒါနဒိဋ္ဌဓမ္မအကျိုးပေးပြီး